တဲ့ဘယ်ဖော်မြူလာလို့ပြီးတယ်ဆိုလို့ရှိရင်တန်ဖော်မြူလာနော်အဲ့တော့တန်တူအယ်ဖာတန်တူအယ်ဖာဆိုတာကဆရာတို့တန်အယ်ဖာပလတ်အယ်ဖာအယ်ဖာတောင်းတစ်ခုပါပြည့်တယ်ဆိုရင်တောင်းထားတာတန်ရဲ့ဆရာတို့ပုံပေါင်းအန်ရဲ့ဖော်မြူလာကိုလောလောလတ်လတ်တင်ထားတာပြန်ပြီးတော့ရေးလိုက်မယ်ဆိုရင်တန်အယ်ဖာပလတ်အယ်ဖာဆိုလို့ရှိရင် တန်အလဖာဘလက်ဟုတ်ပြီနော်တန်အလဖာဝမ်းမိုင်းနဲ့တန်အလဖာတန်အလဖာအဲ့တော့တန်တူအလဖာကိုပြောပြဖို့ကွန်ပလီပြည့်ပြည့်ဝဝရေးလိုက်မယ်တန်အလဖာနဲ့တန်အလဖာနဲ့ပေါင်းမယ်ဆိုရင်2တန်အလဖာရပြီတော့1 minus tan alpha နဲ့ tan alpha နဲ့မြောက်မယ်ဆိုလို့ရှိရင်1 minus tan square alpha ဖြစ်ပြီလို့ဟုတ်ပြီအဲ့တော့ကျတော့ tan square alpha ရဲ့ formula က2 tan alpha by 1 minus tan square alpha ဖြစ်တယ်အဲ့တော့ဒါတော့ဒီ formula လေးကိုတစ်ခေါက်ဒီမှာဘောမှကြည့်ပြပြန်ပြောပြမယ်ပြောပြပြီးသွားလို့ရှိရင်အလို့တစ်ခေါက်ဆရာတို့မလိုလိုက်လို့ဆိုရင်ရေးလိုက် sin 2 alpha ရဲ့ formula လေးက sin 2 alpha equal to 2 sin alpha cos alpha ဟုတ်ပြီ cos 2 alpha ရဲ့ formula လေးက၃ခုရှိတယ် cos 2 alpha equal to cos square alpha minus sin square alpha နောက်တစ်ခု cos 2 alpha ရဲ့ formula လေးက1 minus 2 square alpha နောက်တစ်ခု cos 2 alpha လေးရဲ့ formula လေးက2 cos square alpha minus 1ရဲ့ဆိုပြီးတော့၃ခုရှိတယ် tan 2 alpha ကတော့ 2တန်း alpha by 1 minus 10 square alpha ဆိုပြီးတော့ပြောပြချင်တယ်။ကြည့်တော့ဒါဒီ double angle formula လေးရဲ့ sin 2 alpha ရဲ့ cos 2 alpha ရဲ့ tan 2 alpha လေးတွေကိုဇာတ်နဲ့တူတစ်ခေါက်အလုပ်ယူလိုက်။ဟုတ်ပြီနော်။ကြည့်တော့ကျွန်တော် sin 2 alpha လေးကိုယူလိုက်ရအောင်။ sin 2 alpha ဆိုတာက2 sin alpha ဘာဖြစ်လဲဆိုပြီးရှင် cos alpha နောက်တစ်ခါ cos 2 alpha ရဲ့ formula တခုက cos square alpha minus sin square alpha အဲ့ဒီကနေပြီးတော့ဆက်တွက်လိုက်တဲ့အခါမှာနောက်ထပ် formula နှစ်ခုရ cos 2 alpha က1 minus 2 sin square alpha နောက်ထပ်တခု formula တခုက cos 2 alpha က2 cos square alpha မိုင်းနဲ့1ဆိုပြီးတော့ cot 2 alpha က3ခုရှိနေတယ်နောက်တစ်ခါ tan 2 alpha tan 2 alpha tan 2 alpha ကအဲ့တော့ tan alpha နဲ့ tan alpha နဲ့ပေါင်းထားလိုက်ဆိုတော့ tan alpha ပိုင်း1မိုင်းနဲ့ tan alpha နဲ့ tan alpha နဲ့လျှောက်ထားတဲ့အတွက်ကြောင့်မို့1 minus ဘာဖြစ်လဲဆိုလို့ရှိရင် tan square alpha ဆိုတာ double angle formula လေးလက်ပြလက်ပြနေမှာကူရမယ်နော်ကဲဒါရသွားပြီဆိုလို့ရှိရင်နောက်ထပ်တစ်ခုကျွန်တော်ဘယ်လိုသွားမလဲဆိုလို့ရှိရင် half angle formula ဘာလို့လဲမသိဘူးသွားလိုက်ရမယ်နော်နောက်ထပ်တစ်ခုကကွန်ပေါင်း angle formula ပြီးသွားပြီ double angle formula ပြီးသွားပြီအခု half angle formula လေးကိုကျွန်တော်သွားလိုက် တ်ပံငယ်ဖော်မူလာဘယ်ပြတ်တယ်ဆိုလို့ရှိရင် sin alpha y ဖြစ်တယ် cos alpha y ဖြစ်တယ် and tan alpha y အဲ့တော့ half angle formula ဆိုတာ down ကိုပါလောက်တာဆိုရင်တဝက်ဝက်တာ down ကိုတဝက်ဝက်တာတော့ down က alpha ဆိုရင် down ကိုတဝက်ဝက်တာရဲ့ half angle formula ဆိုရင် alpha y 2လေးကိုဆရာတို့ပါလို့ရတယ်ဆိုရင် down အတွက် sin cot tan လေးကိုရှာပြရအောင် ဟုတ်ပြီနော်အဲ့တော့ဆရာဘုရားနေစပြီးတော့တွေ့မလဲဆိုရင်လောလောလတ်လတ်ဆရာတို့တိထားခဲ့တဲ့တပည့် angle ပုံစံတွေကနေပြီးတော့ cos 2 theta ရဲ့ပုံစံတွေနဲ့ဘာလို့လဲဆိုရင်စပြီးတော့တွေ့ဟုတ်ပြီနော် cos 2 theta cos 2 theta ရဲ့ပုံစံတွေကဘာတွေရှိလဲဆိုလို့ရှိရင် cos 2 theta equal to 1 minus 2 sin square alpha ဆိုတဲ့ဒါလေးတစ်ခုရှိနော် အဲ့ဒါနေပြီးတော့ဆရာတို့ formula တစ်ခုကိုတွက်ထုတ်မယ်အဲ့တော့ minus 2 sin square alpha လေးကိုဆရာဒီဘက်ကိုပို့လိုက်မယ်ဘယ်ကိုပို့လိုက်မယ်ဆိုရင်2 sin square alpha ဒီဘက်မှာ1ကျန်ခဲ့တယ် cos 2 theta တွေကဒီဘက်ကိုရောက်သွားမယ်ဆိုလို့ရှိရင် minus cos 2 theta ဆိုတယ်ဟုတ်ပြီဆရာတို့ကဘာဖြစ်လဲဆိုလို့ရှိရင် ကျွန်တော်ဘူးရှာမဲ့ရည်ရွယ်ချက်က sin alpha ဘာကြီးကိုရှာချင်တာအဲ့တော့ sin ပဲလိုချင်တာကျန်တဲ့ကောင်ကိုလိုချင်လို့ဆိုတော့2ကဟိုဘက်ကိုသွားစားလိုက်တယ်လေ sin square alpha equal to 2ကသွားစားလိုက်တယ်ဆိုရင်1 minus cos d ဒါဆိုတာလေရ sorry ဒီမှာ alpha ဆိုတာဒီဓာရီကြီးလေခေါင်းနဲ့ရောက်နော် cos 2 alpha cos 2 alpha by 2 ဟုတ်ပြီဆရာတို့လိုချင်တာက half angle formula ဖြစ်တဲ့အတွက်ကြောင့်ဒီ alpha လေးကိုဆရာတို့ alpha ဆိုတဲ့တောင်လေးကိုမလုပ်ရမယ်ဆိုလို့ရှိရင်နင့်နဲ့စားရဟာလားအဲ့ဒါဆိုလို့ရှိရင် sin square alpha by 2ဘယ်ဘက်ကိုစားရညာဘက်ကိုလည်းစားရမယ်ဆရာတို့အဲ့တော့ဆရာတို့စားရက down ကိုစားတာဖြစ်တဲ့အတွက်ကြောင့် down ကိုပဲဆရာတို့မလုပ်ရမယ်ဆိုရင်စားရမယ်အဲ့တော့1ကဂဏန်း minus cos 2 alpha ဆိုတာကတောင်လေးအဲ့တောင်ကို2နဲ့စားလိုက်မယ်ဆိုရင်ဘာဖြစ်သွားမလဲဆိုရင် cos alpha ဆိုတာဒီတောင်ပါအဲ့တော့ကျွန်တော်လိုချင်တာက square ကိုလိုချင်တာမဟုတ်ဘူး sin အပန့်လေးရဲ့ half angle လေးကိုလိုချင်တာအဲ့တော့ square ကိုဖြောင်းလိုက်မယ် sin alpha ပါတယ်ဘက်ကိုနှစ်သက်တင်ရယ် square ပြောင်းမယ်ဒီဘက်ကိုနှစ်သက်တင်ရယ် plus or minus square root of 1 minus cos alpha ပါတယ် 2ဆိုပြီးတော့ကျွန်တော်စိုင်းအယ်ဖာဘိုင်ပြည့်ရဲ့ပေါ်လူတာလေးတစ်ခုပြည့်လာဟုတ်ပြီဒါဆိုရင်ကျွန်တော်စိုင်းအယ်ဖာဘိုင်2ရဲ့ပေါ်လူတာက plus or minus square root of 1 minus cos alpha y 2ဆိုပြီးတော့ပေါ်လူတာတစ်ခုရမယ်အဲ့ဒါခုကျွန်တော် cos alpha by ရွယ်ချက်က cos alpha by 2လေးကိုတွက်ထုတ်ပါဘယ်ကနေပဲတွက်ထုတ်မယ်ဆိုရင် ကော2အယ်ဖာလေးကော2အယ်ဖာဒီကွဲဒီကော2အယ်ဖာနောက်တဲ့ဖော်မြူလာတခုက2 cos ကွဲအယ်ဖာမိုင်းနပ်ရန်နေပြီးကြာလို့မလုပ်မယ်ဆိုရင်တက်ထုတ်လိုက်အဲ့တော့ပြောပြောလို့ပဲကျွန်တော်ကဒါလေးကိုထားခဲ့ပြီးတော့ဒီမိုင်းနပ်1လေးကိုဒီဘက်ကိုပို့ပို့လိုက်မယ်ဆိုလို့ရှိရင်1 cos 2 alpha ဆိုပြီးတော့ရအဲ့တော့ 2 cos square alpha equal to 1 plus cos 2 alpha လူဂျီနာက2ဘက်ပါဘူး2ဘက်ပါတော့ဟိုဘက်ကိုသွားပြီးတော့စားလိုက်မယ် cos 2 alpha cos square alpha equal to 1 plus cos 2 alpha by 2ရစားလိုက်ကျွန်တော်လူဂျီနာကကျွန်တော် အာဖာကိုလူကျင်တာဘူးသူ့ရဲ့တဝက်ဟာဖန်ငယ်လေးကိုလူကျင်တာအဲ့တော့ဆရာတဝက်ဝက်လိုက်နေတယ်ကော square အာဖာပါသူ့နဲ့စားလိုက်နေတယ်ဒေါင်းအာဖာလေးကိုသူ့နဲ့စားမယ်ဆိုပြီးဒီကကဒေါင်းကိုသူ့နဲ့စားရင်ဘုဘမှာလေဒေါင်းကိုပဲဘာနဲ့စားရမလို့ဆိုပြီးသူ့နဲ့စားပေးရတယ်အဲ့ဒါဆိုလို့ရှိရင်1 plus ကော2 alpha ဆိုတဲ့ဒေါင်းလေးကိုသူ့နဲ့စားလိုက်တဲ့အခါမှာဘာဖြစ်သွားမလဲဆိုရင် alpha ဆိုတာဟုတ်ကဲ့ဟုတ်ပြီလိုချင်တာက cos square ကိုလိုချင်တာမဟုတ်ဘူး ကောရဲ့ half angle ကိုလုပ်ချင်တယ်ဆိုတော့ဒီဘက်ကိုကိုယ်ရလို့ဆရာတို့ပြလိုက်တယ်ကောအဲ far right ဒီ square ရလို့ယူခဲ့တွက်ကြောင့်မလို့ plus or minus နဲ့1 plus square ရလို့ရော1 plus cos alpha by 2ဆိုပြီးတော့ဆရာတို့ cos alpha by 2ရဲ့ formula လေးရဟုတ်နော်နားလည်မယ်နော်အဲ့တော့ဆရာတို့ formula နဲ့ကို ပြန်ပြီးမှတ်လိုက်ရအောင်ဆိုင်းရဖာဘိုင်2ဆိုတာက plus or minus square root 1 minus cos alpha by 2ဖြစ်ပြီးတော့ cos 2 alpha ဆိုတာက plus or minus 1 plus cos alpha by 2ဆိုလို့ပေါ့အဲ့တော့ sin နဲ့ cos နဲ့ဘာပဲกว่าလဲဆိုရင်လက္ခဏာပဲกว่า sin က1 minus cos alpha ဖြစ်ပြီးတော့ cos ကကြတော့ one plus cot alpha ဒါလေးပဲပါပြောဆိုရင် plus နဲ့ minus နဲ့ cos ချက်ရှိဟုတ်ပြီနော်အဲ့မှာဆရာတို့မှားမှာကဘာမှားမလဲလို့ရှိရင် sin ရဲ့ half angle formula မှာလဲ plus or minus ပါတယ် cos ရဲ့ half angle formula မှာလဲပဲ plus or minus ပါအဲ့ plus or minus ဒီ plus နဲ့ minus ဘယ်လိုဖွဲ့လဲဆိုရင် quadrant တွေကိုချိန်ပြီးတော့ဖွဲ့ရတယ် ဟုတ်နော်အဲ့တော့ဒါလီမကမာကဆိုင်းနဲ့ပွဲအချူးများကိုွားရလားလက္ခဏာကြည့်ပါ တော့ sin alpha by 2မှာလဲ plus or minus နဲ့ cos alpha by 2မှာလဲ plus or minus နဲ့ပါတဲ့အတွက်ကြောင့်လို့ plus နဲ့ minus နဲ့ဘယ်လိုဖွဲ့မလဲဆိုရင်သူတို့ရောက်ရှိနေတဲ့ quadrant ကိုလိုက်ပြီးတော့ဆရာတို့ဘာလုပ်ရမလဲဆိုရှင်လက္ခဏာကြည့်ကိုနားလည်မနော်ကဲအဲ့ဒါဆိုရင်ဆရာတို့ sin နဲ့ cos ပြီးတော့ဆရာတို့ tan လေးကိုလဲဆရာတို့ဆက်ပြီးရှာလိုက်တာပေါ့နော်ကျန်တဲ့တန်းအရကားပါရုပ်ရဲ့အပန်ရဲ့ဖော်မြူလာလေးကိုပြထုတ်လိုက်ရအောင်တန်း အဲ့တော့ခွာပါတယ်တားဆိုတာကျွန်တော်ဘာလို့ဒီဘာနဲ့စားရလဲစိုင်းကိုဒီကောနဲ့စားမယ်စိုင်းအလဖာပါဘီပါကောအလဖာပါဟုတ်ပြီအခုလောလောလတ်လတ်ကြီးကျွန်တော်တွက်လိုက်တာစိုင်းအလဖာပါ2ရဲ့ formula က plus or minus square root of 1 minus cos alpha by 2 by plus or minus square root of 1 plus cos alpha by 2ဆိုပြီးတော့ဆရာတို့တွက်ခဲ့ပြီဟုတ်ပြီเนาะအဲ့မှာဆရာတို့ခြေလို့ရတာလေးတွေကိုခြေလိုက်မယ်ဟုတ်ပြီအဲ့တော့ plus or minus plus or minus ခြေလိုက်မယ်ကွာ2နဲ့2နဲ့ခြေလိုက်မယ်အဲ့ဒါဆိုရင်ဆရာတို့အပေါ်ကဘာကြံခဲ့မလဲဆိုရင်1 cos အဖာအောက်က1 plus cos alpha ဆိုကျန်တယ်စကွာရူအရခေါ်တယ်ဟုတ်နော်အဲ့တော့ဒီကောင်လေးက formula တစ်ခုကိုဖားလိုက်မယ်ကွာ tan alpha by 2ကစကွာရူရော1 minus cos alpha by 1 plus cos နောက်တဲ့အဲ့ဒီ formula ကနေပြီးတော့နောက်တဲ့နှစ်ခုကိုဘာလုပ်လဲဆိုရင်တွက်ပြီးတော့ထုတ်ဟုတ်ပြီအဲ့တော့ကြွထုတ်မယ်ဆိုတော့ဒီကောင်ကဆရာဘာလုပ်လိုက်မယ်ဆိုရင်ဖွဲရဦး 1 minus cos alpha ပါ1 plus cos အဲ့ကောင်ကိုဆရာတို့အပေါ်အောက်တူတဲ့ကောင်နဲ့မြောက်မယ်ဆိုလို့ရှိရင်မူလတန်ဖိုးလည်းမကြောက်ဘူးဆရာတို့လူချင်းနဲ့ပုံပြီးတော့နောက်တစ်ခုလည်းပါလို့ဆိုရင်ထက်လာအဲ့တော့ဒီကောင်ကိုဆရာတို့တန်ဖိုးမပြောင်းလဲစေမယ့်အပေါ်အောက်တူတဲ့ကောင်တစ်ခုနဲ့ပြောင်းလိုက်မယ်ဆရာ1 minus cos alpha ကို alpha ကိုမလိုလိုက်လို့ဆိုလို့ရှိရင်ပေါ်အောက် one minus cos alpha y one minus cos အဲ့တော့ဒီကောင်ပြပြလိုက်ခြင်းအပြင်လူချင်းတဲ့ကောင်ရပါမယ်မူလတန်ဖိုးလည်းဒီကောင်လို့1 minus cos alpha y one minus cos alpha ဆိုတာက1 square root ဆိုတာဒါလည်းသူ1 1နဲ့သူလည်းပြောင်းမယ်သူမူလတန်ဖိုးဒီကောင်လေးဟုတ်လေနော်အဲ့တော့ဒါတို့ဆက်ပြီးရှင်းလိုက်မယ်။ဟုတ်ပြီဆက်ပြီးရှင်းလိုက်တဲ့ကောင်ကဘာရသွားမယ်ဖြစ်လို့ရှိရင် sorry အဲ့တော့ဆရာဒီနေရာမှာအစင်လေးနည်းနည်းကြော်လိုက်မယ်1 min နဲ့ cot alpha ရဲ့1 min နဲ့ cot alpha ရဲ့နော်1 min နဲ့ cot alpha ဆိုတော့ square root ထဲမှာရှိတာ square root 1 min နဲ့ cot alpha ရဲ့ square root 1 min နဲ့ cot alpha ရဲ့ဖြောက်မယ်ဆိုရင်ဘာရမလဲဆိုရင် square root ပြုတ်သွားပြီးတော့1 min နဲ့ cot alpha ဆိုတာဟုတ်ပြီနော်1 min နဲ့ cot alpha ဆိုတာဒါလေးကိုသဘောမပေါက်ဘူးဆိုလို့ရှိရင် 1 minus qualify 1 minus qualify ပြောမယ်ဆိုရင်1 minus cos alpha the whole square ဆိုရအပြင်ကသူ့ကိုတင်ထားတဲ့ rule နဲ့ခြေသွားတော့1 minus cos alpha ဆိုတော့တခုအောက်ကကောင်လေးအောက်ကကောင်လေးရတဲ့ rule အတွင်းထဲမှာရှိတယ်နော် rule 1 cos alpha ဟုတ်လား rule 1 minus cos alpha အဲ့1 cos alpha 1 cos alpha တူးနေတယ်ဘာပဲกว่าလဲဆိုရင်အပေါင်းတကွေးအနှုတ်တကွေးဖြစ်တယ်အဲ့တော့အပေါင်းတကွေးအနှုတ်တကွေး a square minus y square ဆိုရင်ဆရာတို့ဘယ်လိုရေးလို့ရလဲဆိုရင် a plus y တကွေး h minus y တကွေးဆိုပြီးရေးလို့ရတယ်အဲ့တော့အပေါင်းတကွေးအနှုတ်တကွေးဆိုရင်နှစ်ထပ်အနှုတ်နှစ်ထပ်ဆိုပြီးဆရာတို့ဘာလုပ်လို့ရလဲဆိုရင်ကြံပြောင်းရေးပြီးလို့ဟုတ်အဲ့တော့ဒီကောင်လေးကိုကြာတော့ဆရာတဆင်းထည့်ပြလိုက်မယ်1 cos alpha 1 cos alpha ဆိုလို့ရှိရင် အပေါင်းတကွေးအနှုတ်တကွေးဖြစ်တဲ့သူကြောင့်မလို့စကွဲအားလူကတော့ဒီပေါ်မှာထင်ထားတယ်အဲ့တော့ဘယ်လိုကြီးရမလဲနှစ်ထက်တင်းတစ်ထက်ကတင်းနှစ်ထက်အနှုတ်နှစ်ထက်ဆိုပြီးတော့ဇာတ်ပြောင်းနေလိုက်ဒါလေးသဘောပေါက်ပါတော့ကဲပြောင်းနေလိုက်တဲ့ခါမှာဆရာတို့ဘာတွေရသွားမလဲဆိုပြီးတော့တန်းအဖားပိုင်းကအပေါ်ကတော့1 cos α 1 cos cos alpha နောက်ကကြတော့1 cos square alpha ဒီစင်လေးတက်ထည့်လေးလိုက်မယ်1 cos square alpha အဲ့တော့ဒါလေးပြန်ရေးပြမယ် sin square alpha cos square alpha ဒီ1နဲ့တူအဲ့တော့1 sin square alpha ဘာနဲ့တူလဲဒီ cos square alpha ဒါတော့1 cos square alpha ဘာနဲ့တူလဲ စိုင်းစကွဲအပါလေဒါမှာစိုင်းစကွဲအပေါ်ရတဲ့ဒီလိုဖြစ်နေအပေါ်က1 minus cos alpha ဘိုင်းအောက်က sin alpha ဆိုပြီးတော့ tan alpha ဘိုင်းလေးရဲ့ formula တခုရပါနားလည်းမနော်ဟုတ်ပြီနားလည်းမယ်ဆိုလို့ရှိရင်ဆရာတို့ဒီကနေပဲ ဒီကနေပဲဆရာတို့ဘာလုပ်အောင်လဲဆိုလို့ရှိရင်နောက်ထပ် formula တစ်ခုကိုထပ်ပြီးတော့တွက်ထုတ်ပြရဟုတ်နော်အဲ့တော့ကျတော့1 minus cos alpha နဲ့အပေါ်ရောအောက်ရောစားပြီးတော့ညှောက်လို့ရတယ်လို့1 plus cos alpha နဲ့ရောအပေါ်ရောအောက်ရောထားပြီးစားညှောက်လို့ရတာရတယ်အဲ့တော့ကျတော့1 plus cos alpha နဲ့ဒီမှာအပေါ်ရောအောက်ရောထားပြီးတော့နောက်ထပ်တစ်ခုထပ်ပြီးတော့တွက်ထုတ်ပြရ တန်အဲ့တော့၅ပါကြီးပါအခုလည်းဒီစကွဲရလို့ဒါက1 minus 4 alpha by 1 plus 4 alpha တန် alpha by 2အခုလည်းဒီစကွဲရပြီးတော့1 minus 4 alpha by 1 plus 4 alpha ဟုတ်ပြီကျွန်တော်ပထမတစ်ခုက1 minus cos အပေါ်အောက်ကိုညောက်တယ် အခုဆရာတို့ဗာနင်းမြောက်မလဲဆိုလို့ square ဥရော1 plus cos အပေါ်အောက်ပေါ်ကိုဆရာတို့ဗာလုံးလိုက်မလို့ဗာလိုက်မနော်အဲ့တော့ဆရာတို့မြောက်လိုက်မယ်ဘိုင်းနဲ့တကွင်းအပေါင်းတကွင်းအနှုတ်တကွင်းဆိုလို့ရှိရင်နှစ်ထပ်အနှုတ်နှစ်ထပ်ဆိုပြီးတော့ကြောင်းရေးလို့ရတယ်ပေါ့အဲ့တော့ဒီကောင်းလေးကအကုန်လုံးက square ဥအတွင်းထဲမှာရှိတယ်အဲ့တော့1 plus 1 minus cos ွဲအယ်ဖာဟုတ်ပြီအောက်ကဒီကော1 plus cos alpha နဲ့1 plus cos alpha ကြောက်ရင်1 plus cos alpha the whole square ရမယ်အဲ့တော့ square root တွင်းထဲမှာ square ရှိတဲ့တကြောင် square root ထွက်သွားမယ်1 plus cos နားလည်နော်ပြီးတိုင်းပါလိမ့်ကဲတော့ဒါဒီမှာဆက်ရည်လိုက်မှာပါ tan alpha by 2 square root အပေါ်က square လို့1 by နဲ့ cos square alpha 1 by နဲ့ cos square alpha ဆိုတာ sin square alpha နဲ့တူတယ် sin square alpha နဲ့တူပြီးတော့အောက်ကကျတော့1 plus cos alpha 1 plus cos alpha ဟုတ်နော်အဲ့တော့ကျတော်တို့ရမှာက tan alpha by g ရဲ့ formula က sin square alpha root ဆိုတဲ့အတွက်ကြောင့်မို့အပြင်ထွက်လိုက်လို့ရှိရင် sin alpha by 1 plus cos alpha ဆိုပြီးတော့ဆရာတို့ကြားပါတယ်။နားလည်လားလို့ဟုတ်ပြီ။ဒါဆိုလို့ရှိရင်တန်းရဲ့ formula တွေကဘယ်တစ်ခုရှိမလဲဆိုရင်တန်းရဲ့ formula တွေကဆရာတို့ဒီမှာတစ်ခုရှိတယ်။ tan alpha by 2က equal to 1 minus cos alpha by sin alpha တစ်ခုနောက်တစ်ခုက tan alpha by 2က sin by 1 plus ပေါ့အပ်ပါ။ကြောင်းပြန်ဖြစ်ပြီးတော့လက္ခဏာလေးပါဖြစ်တဲ့ဆိုရင်ချိန်ပါတယ်။ရမယ်နော်။ကဲအဲ့ဒါဆိုရင်ရပြီဆိုရင်ဆရာတို့ half angle formula မှာရှိတဲ့ sin cos tan တွေရဲ့ formula လေးကိုတစ်ခေါက်ပြန်ရေးပြန်လိုက်။ဟုတ်ပြီ။ကဲအဲ့ဒါဆိုရင် sin alpha by 2ရဲ့ formula လေးကိုဘယ်လိုပြောကြည့်အောင် sin alpha by 2 equal to plus or minus square root of 1 minus cos alpha by 2ဟုတ်ပြီပြီးလို့ရှိရင်ဆရာတို့ cos alpha by 2ရဲ့ half angle formula လေးက plus or minus ဘာပဲกว่าလဲဆိုရင်လက္ခဏာပဲกว่าမယ်1 plus cos alpha by 2ဒီ formula လေးတစ်ခုရပြီရပြီဆိုရင်နောက်ထပ်ဆရာတို့ formula လေး tan alpha by 2ရဲ့ formula လေးကိုဆရာ သုံးခုထည့်လိုက်မယ်ကွာเนาะတန်အလဖာဘိုင်းဒီပဲဖော်ပြတာလေးဟာတန်အလဖာဘိုင်းဒူ equal to တန်အလဖာဘိုင်းဒူ equal to ဆရာတို့ဘာပြုလဲဆိုရင် square root of 1 minus ဘာဖြစ်လဲဆိုလို့ရှိရင် cos alpha by 1 plus cos alpha ဆိုတာတခုနောက်တစ်ခု အဲ့ကောင်ကနေပြီးတော့ထပ်ပြီးတော့ထွက်လိုက်တဲ့အခါမှာစမ်းအဲ့ဖားပိုင်းကြည့်ရပါရလို့ဒီလိုရှိဘူးနိ1 minus cos alpha by sin alpha ဆိုပြီးတော့တကူလာနေနောက်တစ်ခုကဆက်လို့ဘာရမလဲဆိုလို့ရှိရင် tan alpha by 2ရ equal to 1 sorry ဘာဖြစ်မလဲဆိုလို့ရှိရင် sin alpha by 1 plus cos alpha ဆိုပြီးတော့ဒီ formula လေးပြန်လည်ပြောရစို့လေ half angle formula မှာ၅ခုဥစ္စာကိုအလို့ရတာဟုတ်ပြီเนาะဘာလို့လဲဆရာတို့နောက်နေ့ကြမှာဒီကိုမောင်း angle formula ရဲ့ double angle formula ရဲ့ half angle formula ရဲ့ sin နဲ့ example လေး exercise လေးဆက်ပြီးတော့